မြန်မာလယ်မင်းစင်အတင်ကသူ့ကိုနေရမှန်းနေစနစ်ကြကြမတုံးတဲ့တာဖြစ်ကြောင်းတက်တဲ့ပြလိုက်တဲ့မေထက်လူ အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်တို့ရဲ့ Sport Galaxy မြန်မာ Channel ကနေပြန်လည်ကြိုဆိုလိုက်ပါရယ်မြန်မာလိုင်းဝဲစဉ်မျိုးသမီးကစားသမားတူဖြစ်တဲ့ပြိသက်ချစ်တော်မေထက်လူကတော့နီးပြကသူ့ကိုမတုံ့သက်လို့လားလက်ရွေးစင်မှာနေရာမရတာဖြစ်ကြောင်းကိုစက်ပြီးတက်တည်ပြခဲ့ပြန်ပါပြီ American Women's Open Tournament ပြိုင်ပွဲရဲ့ Champion စုနဲ့အတူအကောင်းဆုံးကစားသမားစုကိုပါရရှိခဲ့တာပါ American တက္ကသိုလ်ပြိုင်ပွဲတစ်ခုဖြစ်တဲ့ Women's Open Tournament ပြိုင်ပွဲမှာမေထက်လူတယောက်ကတော့ UCL အသင်းနဲ့အတူ Champion စုကိုစွခုနိုင်ခဲ့ပါတယ်ဒါ့အပြင်မေထက်လူဟာဒီပြိုင်ပွဲရဲ့ Most Valuable Player တန်မိုးရှိစ ဆောင်ကစားသမားအဖြစ်လည်းသတ်မှတ်ခံခဲ့ရပါတယ်။နေစာချန်ပီယံရှစ်စီးရီးကဥဆောင်ပြီးနိုဝင်ဘာ20ရက်ကနေ22ရက်နေ့ထိကျင်းပခဲ့တဲ့ Women's Open Tournament ပြိုင်ပွဲရဲ့ချန်ပီယံစုတစိုက်ကိုမေထက်လူဟာ UCL အသင်းနဲ့တူရရှိခဲ့တာပဲဖြစ်ပါတယ်။ပြိုင်ပွဲကအစင်တန်းမြန်မာကြီးတော့မဟုတ်ပေမဲ့အမေရိကန်နိုင်ငံရဲ့တက္ကသိုလ်ပေါင်းဆောင်နဲ့ကောလိပ်ပေါင်းဆောင်ရဲ့အသင်းတွေကပါဝင်ရှင်ပြိုင်ခဲ့တာပဲဖြစ်ပါတယ်။ဒီလိုအသင်းတွေကြားမှာခြေစွမ်းကောင်းတဲ့ပြသနိုင်ပြီးကိုယ်အသင်းတွေဖလားနဲ့အတူတူးချင်းစုတစိုက်တွေကိုပါရယူနိုင်ခဲ့တဲ့အတွက်လည်းဝမ်းသာကြပါတယ်။ ူများနိုင်ငံမှာတော့တောက်ပနေပေမဲ့ကိုယ်လည်းပဲစဉ်အသင်းမှာတော့ပွဲတန်းအရန်လူစင်းမှာပဲအချိန်ကုန်နေရတာကတော့ဝမ်းနည်းစရာပါပဲတကယ်ဆိုမေထက်လူကအရင်ကတည်းကအရေးချင်းရှိပြီးသားကစားသမားတူဆိုတာကိုကျွန်တော်တို့အားလုံးစမြင်နေကတီးခဲ့ကြတာပါဒါကရုပ်ချောတာမချောတာနဲ့မဆိုင်ပါဘူးကစားပုံကနေစနေကြကြနဲ့ပြေးထွက်တာတွေလိန်ခေါက်ကြော်ဖြတ်တာတွေနဲ့သူ့ရဲ့ကစားပုံကဥရောပနိုင်ငံတွေကကစားသမားတယောက်ရဲ့နေစနေကြကြကစားတတ်တဲ့ကစားသမားတူလို့ပါပဲပြေးထွက်ရမယ့်အချိန်မှာပြေးထွက်တယ်ကန်သေးတဲ့အချိန်မှာကန်မယ်အဲ့လိုဟာတွေပါတချို့လူတွေကတော့တွန်းတွန်းတက်တက်မကစားတတ်လို့မကြိုက်ကြပေမဲ့မေထက်လူရဲ့ ကစားပုံကလည်းမလိုအပ်ပဲပြေးလွှားနေတဲ့ကစားပုံမျိုးမဟုတ်ပါဘူး။ငယ်ဘွားကိုပြန်ကြည့်မယ်ဆိုရင်လည်းငငယ်ကလေးကဘောလုံးအကစားမှထူးချွန်လွန်းလွန်းယောက်ျားလေးအသေးမှပါဝန်ခံခဲ့ပြီးရှားခဲ့တဲ့ဖလားတွေမနေမနှောပါပဲ သူကမြန်မာအားကစားအကယ်ဒမီမှာကစားသမားဘွားကိုစတင်ခဲ့တာတော့မဟုတ်ပါဘူးသူ့ရဲ့ပါရမီတစ်မျိုးပါဒီလိုအားလုံးသိတဲ့အခုလိုနီးစနစ်ပြေးဝနေတဲ့ကစားသမားတူကဘာလို့အယံလူဖြစ်နေရတာလဲဒါကတော့အသိကိုထိန်းချုပ်နေတဲ့နီးပြားနေပဲဆိုင်တဲ့အရာပါနီးပြားကိုရင်ကကစားသမားရဲ့ကစားပုံကိုမကြိုက်တာတွန်းတွန်းတက်တက်ကစားပုံမဲ့လိုချင်တာမျိုးတွေဖြစ်နိုင်ပါတယ်မေတ္တလူပါဝင်ကစားပုံလုံလောက်တဲ့လေ့ကျင့်မှုရှိမနေတာဆိုတဲ့အကြောင်းပြချက်တွေပြပြီးအမြဲပွဲထွက်လူစင်းမှချန်ချန်ထားခဲ့တာမျိုးပါအခုစီကိန်းမှာတော့ဘလို့လာမလဲမသိပေမဲ့မေတ္တလူတရားပွဲထွက်ခွင့်ရဖို့ဆိုတာမသေးချာသေးပါဘူးအရေး င်ပြိုင်ပွဲတွေကလေကျင်းရုံနဲ့အကြာကြီးအတူတူဆင်းလာအောင်ထဲမသုံးတာအခုလိုပြိုင်ပွဲမစခင်နှစ်ရက်လောက်အလိုမှလာရောက်ပူးပေါင်းမဲ့ကစားသမားတယောက်ကိုချက်ချင်းထဲသုံးဖို့ဆိုတာတော်တော်လေးကိုမဖြစ်နိုင်တဲ့အထက်ပါပါတယ် ဘာပဲဖြစ်ဖြစ် US မှာအေးအေးဆေးနေလို့ရရတဲ့တဲ့နိုင်ငံချစ်ဆဲကြောင့်ပြန်ဝဲရှိတိုင်းကြောင်းနာပြီးပြန်ပြန်လာရတဲ့သူတို့တော့ပွဲထွက်ကစားခွင့်လေးတော့ရရှိစေချင်ပါတယ်။ကျွန်တော်တို့ဒီနေ့အတွက်ကတော့ဒီလောက်ပါပဲ။နောက်လည်းပြည်내ဘလုံးသတင်းတွေနိုင်ငံတကာဘလုံးသတင်းအကြောင်းအရာတွေပါတင်ဆက်ပေးတော့မှာဖြစ်တဲ့အတွက် channel လေးကို like and subscribe ပြုလုပ်ပေးသွားကြပါအောင်။နောက်ထပ်သတင်းအကြောင်းအရာတွေနဲ့ပြန်လာခဲ့ပါမယ်။ခင်ဗျာ။